ဲညီမလေးကိုစပြီးတော့မှချစ်တယ်ဆိုကြရာဟိုသူဖြစ်ချင်တာတွေအကုန်လုံးကိုလည်းရောချင်တယ်သူဖြစ်နေရရင် သူပျော်နေရရင်ကိုအရင်ချိန်နေတယ်အဲအဲ့လိုမျိုးပါဟုတ်အဲမြတ်စွာဘုရားကြတော့လေဒါအိနာဦးစီးတယောက်ကိုကိုလေးလေးစားစားဆက်ဆံရမယ်ဆိုတဲ့အချက်မျိုးတွေနောက်တစ်ခုကကျေးဇူးရှင်တယောက်လို့ပြောလို့ရတယ်အဲမြတ်သူရဲ့အမေစမိုင်းကိစ္စမှာအစားမြတ်သူရဲ့တခြားသောဘဝရဲ့တွေ့ကြုံရတဲ့အခက်အခဲ ကြီးမားအခက်အခဲတွေကအစဟိုဖြည့်ရှင်းပေးခဲ့တယ်ကဲတင်ပေးခဲ့တယ်မိရဲ့တက်ကိုလည်းကဲပေးခဲ့တယ်ဒါပေမဲ့မိကတော့ကံပါတလောက်ပဲနေရဆိုပေမဲ့အများကြီးလုပ်ပေးခဲ့ဘေးလူတွေမသိနိုင်နဲ့ဂျေစုတရားအများကြီးရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့လေအခုကိုကျေးဇူးလဲတင်တယ်နောက်တစ်ခါကိုယ့်ရဲ့အင်အားဦးစီးခင်မွန်းတယောက်ဆိုတာတက်ကိုဖခင်တယောက်လို့ကိုတယောက်လို့တစ်ခါကြရင်တငယ်ချင်းမိတ်ဆွေပေါင်းတဲ့တယောက်လို့ပေါ့နော်အရာရာတိုင်းမင်းဆွေးနွေးရပေါ့နော်ဒါပေမဲ့ငြေရလေးစားသမှုနဲ့တော့နေဖြစ်ပါတယ်ပြီးတော့လင်းလင်းမာမာလေးနေပါတယ် ကြတော့ဒါဥစားမင်းတို့ရဲ့ဒါအကိုလိုမျိုးဖြစ်နေရပါတော့ကိုကြီးတက်ဦးဆိုတာအကိုလိုမျိုးဖြစ်နေပြည့်အမလိုဖြစ်နေရတာမဆုပါတော့မဆုလို့နှစ်ယောက်စလုံးကနေပြီးတော့ဒါဒီလိုကုမ္ပဏီလေးလုပ်တဲ့ခါကြတော့လေတကယ်ရန်ဝန်းတာတယ်ကိုအကိုတွေမားတယ် အဲအကြောင်းမျိုးလာပြီးတော့တက်ရောက်ပြီးတော့ commute ပေးဖြစ်တာပါရှင်ဟုတ်ကိုင်းနေဆိုရင်အခုဒီစမီရိုက်တာဆိုရင်ကန်ငန်းကြီးအချိုးပေါ့နော်လွန်လွန်ကဲကဲဆိုရင်အပိုင်းတို့လေးပေါ့အဲအဲ့ဘိုင်းတို့လေးတွေကနေပြီးတော့လဲစရိုက်တယ်ပြီးအခုမြတ်တို့မရိုက်တာပေါ့နော်နှစ်တော်တော်နှစ်ချာဝါပြီးတော့မှပြန်ရိုက်တယ်လိုင်းလေးချာပန်းရွှေချာပေါ့အဲ့ဒီဟာမှာဆိုလို့ရှိရင်လဲဒါကိုင်းပါအဲ့တော့ဒါပြန်ဆုံရတာပေါ့နော်အစမှလဲဒီ forever နဲ့မှအတူတူလက်တွဲပြီးတော့လုပ်ခဲ့တဲ့အချိန်လုံးတွေကလဲဆုံရတယ်အခုဒါနောက်ဆုံးကရိုက်တဲ့အချိန်မှလဲဒါပြန်ဆုံရတာ ဟုတ်တယ်ဟုတ်ဝိုင်းပြီးတော့အကုန်လုံးဒါ forever တွေကညီကောင်မမိုက်ကတော့ဝိုင်းပြီးမျောလင့်နေကြတယ်လေနော်အဲဆိုတော့တက်တန်းကြနေတက်တန်းကြနေဆိုတော့လေကိုရီးယားတောင်နောက်ကကြောတက်သွားပြီဆိုတော့အခုလည်းဒါမေတော်မေတာကိုကြီးဘယ်တော့လဲဆိုတော့တင်ကြောက်လို့တော့ပြောတယ်မျောလင့်နေအဲညီမလေးကိုစပြီးတော့မှချစ်တယ်ဆိုကြရကဟိုသူဖြစ်ချင်တာတွေအကုန်လုံးကိုလည်းရောချင်တယ်သူဖြစ်နေရရင်သူပျော်နေရရင်ကိုအရင်ချင်နေတယ်အဲအဲ့လိုမျိုးပါဟုတ်ဟုတ် အမြတ်တော်ကကြတော့လေဒါအိနာဦးစီးတယောက်ကိုကိုလေးလေးစားစားဆက်ဆံရမယ်ဆိုတဲ့အချက်မျိုးတွေနောက်တစ်ခုကကျေးဇူးရှင်တယောက်လို့ပြောလို့ရတယ်အဲမြတ်တော်ရဲ့အမေဇမိုင်းကိစ္စမှာအစားမြတ်တော်ရဲ့တခြားသောဘဝရဲ့တွေ့ကြုံရတဲ့အခက်အခဲကြီးမားအခက်အခဲတွေကအစားဟိုဖြည့်ရှင်းပေးခဲ့တယ်ကေတင်ပေးခဲ့တယ်အမေရဲ့တက်ကိုလည်းကေပေးခဲ့တယ်ဒါပေမဲ့မိကတော့ကံပါတလောက်ပဲနေရဆိုပေမဲ့အများကြီးလုပ်ပေးခဲ့ဘေးလူတွေမသိနိုင်တဲ့ကျေးဇူးတရားရဲ့အများကြီးရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့လေအခု ကိုကျေးဇူးလဲတင်တယ်နောက်တစ်ခုကကိုယ့်ရဲ့အင်တာဝူးစီခင်မွန်းတယောက်ဆိုတာတက်ကိုဖခင်တယောက်လို့ကိုတယောက်လို့တစ်ခါကြရင်တငယ်ချင်းမိတ်ဆွေပေါင်းတဲ့တယောက်လို့ပေါ့နော်အရာရာတိုင်းမင်းဆွေးနွေးရပေါ့နော်ဒါပေမဲ့မြေရလေးစားသမှုနဲ့တော့နေဖြစ်ပါတယ်ပြီးတော့လင်းလင်းမမာလည်းနေပါတယ်ပြောမယ်ဆိုရင်ညီမလေးကိုကြီးရပေါ့နော်ငငယ်လေးကစပြီးတော့လုပ်ငန်းလုပ်ခရေကအဲကိုယ့်ရဲ့သားသမီးတွေအပေါ်လူမျိုးပဲပေါ့နော်ကိုယ့်ရဲ့ဝန်ထမ်းလေးတွေကိုအဲ့လိုမျိုးပဲဆက်ဆံတာပါဒါပေမဲ့ လုပ်ငန်းမှားရင်တော့လုပ်ငန်းစီးမြဲစီကံအရာတော့အရန်စုတက်တာအရန်လည်းပြောတတ်တာပေါ့เนาะဒါပေမဲ့ဟိုကျန်တဲ့အချိန်မှာဆိုရင်တော့တကယ့်ကိုကုသသမီးတွေလို့ပါပဲအားလုံးအတူစားအတူလာအတူသွားအဲ့လိုပုံစံမျိုးနဲ့ပဲအမြဲတမ်းနေတယ်အဓိကတော့ဟိုကိုကြီးအမြဲတမ်းကျင့်သုံးနေတဲ့ဇာတ်ကားလေးရှိတာပေါ့เนาะဘသူတရားပြက်ပြက်မပြက်ပြက်ကိုမပြက်ဖို့ရေးကြည့်တယ်ဆိုတဲ့ဇာတ်ကားအတိုင်းပဲ ကလေးတွေကိုဘို့တိတက်တာမတိတက်တာသူတို့ကိစ္စပေါ့နော်ကိုဘက်ကတော့ဘလို့ပဲဖြစ်ဖြစ်အကောင်းဆုံးမြတ်တာပေးမယ်အဲပြီးတဲ့အခါကျရင် သူတို့ကိုတကယ်ကိုမိဝေးဖာဝေးနဲ့လာကြတဲ့အတွက်ကိုကြီးအမြင်အားကြတော့ဘလို့ပဲဖြစ်ဖြစ်ကိုကမိဘတပွဲဆရာကောင်းတမားကောင်းပီသားအောင်ဆိုတဲ့စိတ်နဲ့သူတို့ကိုအမြဲတမ်းတုံ့တင်ဆုံးမပေးတယ်ဟိုပြောမယ်ဆိုရင်တော့ဟိုပေါ့ဟို ซาตินงานเนี่ยပြောမှာဆိုရင်ကိုကတော့ចောင်းអូជីလို့ဖြစ်နေတာဗောလေအဲအဲ့လိုတင်းတင်းတွင်းဆုံးမာတာဟောလုပ်ငန်းလုပ်တာဟောဟိုစနစ်ចောင်းဗောเนาะအဲ့လိုမျိုးတွေတော့ရှိတာဗောအချို့ကြတော့လည်းပဲကိုစီမှာဟိုစနစ်ကြတော့ဟိုမြဲတဲ့လူရှိတယ်လို့မမြဲတဲ့လူလည်းရှိတာဗောလေအဓိကကတော့မေတ္တာတရားပါပဲအားလုံးကတော့เนาะဟောဆိုအဲ့လိုမြများချက်ကျွေးတာမြများစားကျင်တော့လေမြများထိတ်ရတာဗောမဟုတ်လို့ချင်းရံဝနေရဆိုပြီးမကျွေးတော့မှာဆိုရလောက် ဘာသာအဲပျော်နေတာကိုလည်းတွေ့နေရတယ်ဘာလို့ဒီဘက်ရှေ့တက်လမ်းဘယ်လိုလဲသွားဖို့အတွက်အမြင့်စိတ်ထဲမှာစဉ်းစားထားတာအဓိကကတော့ညီမလေးရဲ့ဟိုပါပေါ့နော်ကိုကချက်ချင်းမြတ်တာနဲ့ပြေဝနေတဲ့အခါကြတော့ပေါ့နော် သူပြောနေတာသူပြောနေတာပဲမြင်ချင်တယ်ပြီးရင်နောက်တစ်ခုကဘလို့ပဲဖြစ်ဖြစ်သူကလည်းအရေးချင်းအပြည့်စုံနဲ့ဟိုဘလို့ခေါ်မလဲစူးစမ်းမှုရလက်လေးတွေကလည်းအရင်ဟိုအောင်မြင်လာတဲ့အခါကျတော့ ကိုကပို့ပြီးတော့မှဝမ်းသာပီတိဖြစ်တယ်လို့သူ့ဘဝရေရှည်အတွက်လည်းပဲဘလို့ပဲဖြစ်ဖြစ်ဟိုအကောင်းဆုံးတစ်ခုယက်တီနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့အဲအဲ့လိုဖြစ်ပြီးတော့မှတအားကိုတော့ချစ်ခင်ရတာပါလေ။ဟုတ်ပါဘူး။ ခုဆိုရင်အင်းအောင်တက်ဆိုရင်လည်းဒါနှစ်နှစ်ကျော်သွားပြီပေါ့နော်။တမီးစားဘဝရောဒီအင်းအောင်တဲ့ဘဝမှာရောမပြောင်းမလဲလေးနဲ့ပေါ့နော်။ဆုံးမတော်နေပြီးတော့မှဒါချစ်ပေးတဲ့အတွက်ကြောင့်မလို့လေကျေးဇူးတင်နေ။ရှေ့ဆက်ပြီးတော့လည်းဒီတိုင်းလေးပဲဖြစ်စေချင်ပါတယ်။ဟုတ်ကဲ့။ဒါကကိုတော်တော်လေးပေါ့နော်။ဒီလိုကန်းတင်နေ ဟုတ်ကဲ့ပြောကြပါတော့ဟုတ်ကဲ့အအခုဒီလုပ်ငန်းလေးဒါစလိုက်တာနဲ့စပြီးတော့နောက်နှစ်ပေါင်းများစွာအထိဒါအောင်မြင်တိုးတက်မှုတွေနဲ့ပေါ့နော်ဒါဖြစ်ပါစေလို့လည်းဆုတောင်းပေးပါတယ်ကိုယ်တိုင်လည်းတခုနောက်ခီးသွားမယ်ပါမယ်ဆိုလို့ရှိရင်တော့ဒါကိုယ့်ကိုယ်ရရှိပြီဆိုတော့လေအကူရပြီပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပြောပေးပါဟုတ်ကဲ့လုံချောင်းမပြောတော့ဘူးညမင်းညာ ီးတော့မင်းစားကြည့်မစားဘူးအဲညီမလေးအဲကိုတက်ဦးကိုတို့တို့တို့လည်းပဲအဲ့မှာကြာပြီလို့တော့ပြောတာပေါ့နော်ဟုတ်အဲ့ဒါဆိုတော့အမြန်ဆုံးလေးကိုဟိုအမြန်ဆုံးလေးကိုယူပြီးတော့မှအမြန်ဆုံးလေးဟိုဒီသားစုက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 ြပါလို့ပြောကြပါဟုတ်ကဲ့ပါဗျာ